မင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေ့စဉ်၃မြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ဒါအင်္ဂလိပ်စာအခြေခံလေးတွေကိုကျွန်တော်ကအချိန်ရရင်ရတယ်လို့မြန်မာတွေကိုမျှဝေတာဖြစ်ပါတယ်လို့နော်ဒီနေ့အခြေခံလေးကတော့မြစ်ပေကိုလာရင်းနဲ့အကဲရွေးနော် if ဆိုတဲ့ conditional sentence လေးကိုဆက်ကြည့်တာပါနော်နားလည်မနားမလည်အကွန်ဒီရှင်နယ်ဆိုတာက ဘာပါလဲ conditioner ဆိုတဲ့ဥစ္စာမှာကျွန်တော်တို့အခြေအနေပေါ့နော် condition လို့ပြောရင် အခြေအနေဖြစ်ပါတယ် condition လို့ပြောတဲ့အခါမှာ hair condition သပင်ပြော့စေဆိုပြီးတော့သပင်ပြော့တဲ့ခေါင်းဆော်ရည်လိုမျိုးအဲဒါမျိုးလေးတွေကျွန်တော်တို့စဉ်းစားမိနိုင်တာပေါ့နော်ဒါမှမဟုတ် air condition လေးအဆက် condition ဆိုတာအခြေအနေကိုပြောတာဖြစ်ပါတယ်လို့အဲ့ဒီခါကျတော့ if နဲ့ပတ်သက်တဲ့အခြေအနေလေးပေါ့နော် if condition if condition ကိုကျွန်တော်တို့၄မျိုးအသေးချာမှတ်မိဖို့လိုပါတယ်အဲ့ဒီ၄မျိုးကဘာလဲဆိုတော့အကယ်၍ခမားပေးရင်ကျွန်တော်ပေးတယ်ဒါက zero condition အကယ်၍ခမားပေးရင်ကျွန်တော်ပေးမယ်ဒါက conditional 1 နော်ပြီးတဲ့ခါကျတော့မှဒါရီစိတ်ကူးရင်တော့မဟုတ်ပါဘူးနှစ်ခုပါနော်ပေးရင်ပေးတယ်ပေးရင်ပေးမယ် connection 0 connection 1နောက်တစ်ခုကကျတော့ခင်ဗျားပေးခဲ့ရင်ကျုပ်ပေးမှာပေါ့ခင်ဗျားပေးရင်ကျုပ်ပေးမှာပေါ့အေးအဲ့ဒါမျိုးပါနော်ဆိုတော့စိတ်ကူးရင်လည်းပြစ်စုံပံပါပါနော်အေးငါသာချမ်းသာလဲရှင်ရင်ငါကပစံပေးရဲ့အစတပြပါအဲ့ဒီခါကျတော့ zero conditional လေးကိုကျွန်တော်တို့စမ်းကြည့်ပါစို့လို့ conditional 0 1 2 3ဒီလေးမျိုးလေးလာမှာဖြစ်တယ်လို့ conditional 0 if you give me i give you ခင်ဗျားပေးရင်ကြုတ်ပေး the i give you ကြုတ်ပေးတယ် if you give me i give you ခင်ဗျားပေးရင်ကြုတ်ပေးတယ်ဒါနောက်တစ်ခုကကြတော့ ခင်ဗျားပေးရင်ကျုပ်ပေးမယ်ပေးမယ်ဆိုတာဘာပါလဲ will အနာဂတ်ပေါ့နော်ဆုံးဖြတ်ပြီးတော့ပြောတာအဲ့ဒီတော့ if you give ခင်ဗျားပေးရင် i will give you ခင်ဗျားကိုကျွန်တော်ပေးမယ်ဟာ will give you ဒါလေးကိုမှတ်မိပါနော်အဲ့တော့ခင်ဗျားက condition နဲ့0နဲ့1ကိုရသွားပါပြီပေးရင်ပေးတယ်ပေးရင် ပေးမယ်အေးအဲ့ဒါမျိုးလေးမြန်မာလုံးမှတ်ထားလို့ရှိရင်လွယ်မယ်လို့ကျွန်တော်ယူဆမိပါတယ်เนาะဒါတွေကတည်င်းအချက်လက်အတိအကျပါပေးရင်ပေးတယ်ပေးရင်ပေးမယ်အဲ့ဒါဘာပါလဲ if you give i give you ပေးရင်ပေးတယ် if you give i will give you ခင်ဗျားပေးရင်ပေးမယ် if ဆိုတဲ့နေရာမှာဒေဒီကြီးပဲလိုက်တယ်ဆိုတာကိုသတိထားပါပါနော် if you get if you get အဒါနဲ့ရွယ်လိုက်သွားသူနဲ့လိုက်လာတဲ့ဝါကျလေးပဲ i give you တခုက i will give you အဲ့ဒါလေးပဲกว่าခင်ဗျားပေးရင်ပေးတယ်ခင်ဗျားပေးရင်ပေးမယ်0 1 condition 0နဲ့1ကိုရသွားပြီလို့ထင်ပါတယ်နော်ဒီခါမှာကျတော့စိတ်ကူးရင်တော့စိတ်ကူးရင် fat 2ပေါ့နော် gifts ရဲ့ verb 2ကဘာလဲဆိုတော့ give g a v e give ပေးခဲ့သည်အဲ့ဒီခါကျတော့ if you give me ခင်ဗျားပေးခဲ့ရင်ကျွန်တော်ဘာလုပ်မလဲ i would give you ကျွန်တော်ပေးဖြစ်မှာပေါ့ဟော would ဆိုတဲ့ဥစ္စာကဘာပါလဲခုနကတည်းက w i l l ရဲ့ အတိတ်ကာလဘတ်ထူကဝတ်ဖြစ်ပါတယ်လို့အဲ့ဒါမျိုးလေးမှတ်ထားလိုက်လို့ရှိရင်မလွယ်ဘူးလားပေါ့နော် if you give me ခမားပေးခဲ့သည်ရှိသော i will give you ခမားကိုကြုပ်ပေးတာပေါ့လို့အတိတ်ပဲရာအဲ့တော့ conditional 0ပြရင်ပေးတယ် conditional 1ပြရင်ပေးမယ် conditional 3ပေးခဲ့ရင်ပေးမယ်အေးအဲ့ဒါမျိုးပဲမြန်မာလိုအနည်းသက်ဆုံးပြန်လို့ရတာပေါ့နော် ီဖြစ် okay man လဲတူပါတယ် if you give ခင်ဗျာပေးရင် i give you ခင်ဗျာဝတနာပေးတယ် if you give me i will give you ခင်ဗျာပေးရင်ကျုပ်ပေးမယ်ဒီတစ်ခါမှမအတိတ်ကာလလေးဝင်ပြီ if you give that to i would give you ခင်ဗျာပေးခဲ့ရင်ကျုပ်ပေးမယ် hey the 0 1 2 3 uh, 0 1 2 connection 0 1 2ကိုရသွားပြီเนาะ3မျိုးနောက်4မျိုးကအတိတ်ကာလမှာစိတ်ကူးရင်လာအတိတ်ကာလကကျွန်တော်တို့ past perfect tense လို့ခေါ်တာပါเนาะခမားကိုကျွန်တော်မနေ့တုန်းကတွေ့ခဲ့ရင်ကျွန်တော်ပေးခဲ့ဖြစ်တာဗောလို့အတိတ်ပဲရတာပါเนาะအဲ့ဒီခါကျတော့ အဲ့ဒါလေးကိုဘယ်လိုတိဆောက်ပါသလဲ conditional 3ပါ if i had seen you ခမားကိုတွေ့ခဲ့လို့ရှိရင် i would have given you ခမားကိုကျွန်တော်ပေးဖြစ်ခဲ့တာပေါ့ had seen but 3 if i had seen you ကျွန်တော်တွေ့ခဲ့ပြီရင် i would have would have what have but 3 if i had seen you i would have given you ခဏကိုကြောက်တွေးခဲ့ပြင်ရင်ကျွန်တော်ပေးခဲ့ပြတာဘောအဲ့တော့ conditional 0 conditional 1 conditional 2 conditional 3ကိုရမယ်လို့ထင်ပါတယ်လို့เนาะမလွယ်ဘူးလားပေါ့အဲ့ဒါမျိုးလေးမှတ်ထားလိုက်တော့ပထမနှစ်မျိုးကစိတ်ကူးရင်တာမဟုတ်ပါဘာပါလဲခဏပေးရင်ကျွန်တော်ပေးတယ်အဲ့ဒါဘယ်လိုပြောလဲ if you give i give you ခင်ဗျားပေးရင်ကျွန်တော်ပေးမယ်အဲ့ဒါကိုဘယ်လိုပြောပါလဲ if you give i will give you နောက် conditional two ကဘာပါလဲခင်ဗျားပေးခဲ့ရင်ကျွန်တော်ပေးဖြစ်တယ်ဒါစိတ်ကူးရင်လား if you give i would give you တနည်းအားဖြင့် if i were rich if I were rich, I would not be here. အကယ်၍တနာလာချမ်းသာခင်ဒီမှာတနာရှိမှာမဟုတ်ဘူးစိတ်ကူးရင်တာပါနော် if i if i won lottery တနာထိပေါက်ခဲ့ရင် i would give you money ခဏဟိုတနာပတ်စံပေးတာပေါ့အေးအဲ့ဒါစိတ်ကူးရင်တဲ့ဘက်ကိုရောက်သွားအခုနေခါမှာစိတ်ကူးရင်တာဟာတော့0 1 2ဒီထိဆင်းသွားပြီနဲ့တူပါတယ်နော် ဒီဒီရှင်းသုံးခုမြောက်ကတော့နည်းနည်းလေးပဲရှုပ်နိုင်တယ် past perfect tense နဲ့ past tense လေးကိုသုံးတာပေါ့နော်ကျွန်တော်မှာအဲ့တော့ကမနေ့တော့ကပေါ့နော်မနေ့တော့ကမနေ့တော့ကခင်ဗျားကိုတွေးခဲ့ဖြစ်လို့ရှင်ကျွန်တော်ခင်ဗျားကိုပတ်စံပေးခဲ့ဖြစ်တာဗောလို့အတိတ်ကာလပြောတာဖြစ်ပါတယ်အဲ့ဒီအတိတ်ကာလဘယ်လိုပြောပါမလဲ if i had seen you, if I had seen you, I would have given you. မနေ့ကခင်ဗျားကိုကြုတ်တွေ့လို့ရှင်ပြေးခက်ဖြစ်တာပေါ့အဲ့ဒါမျိုးอ่ะเนาะ if i had seen you yesterday i would have given you မနေ့တုန်းကခင်ဗျားကိုကြုတ်တွေ့ခဲ့လို့ရှင်ခင်ဗျားကိုကျွန်တော်ပြေးခက်ဖြစ်တယ်ဒီလေးမျိုးကိုပိုင်မယ်နဲ့တူပါတယ်เนาะအဲ့ဒါတွေကို conditional 0 conditional 1 conditional 2 condition နဲ့3လို့ခေါ်ပါတယ် condition ဆိုတာဘာပါလဲအခြေအနေအခြေအနေအကြောင်းတရားเนาะ condition လို့ပြောရင် hair condition hair conditioner သဘင်အပြော့ဆေးလုတ်ပေးသူလို့မြန်မာလိုတော့အဲမျိုးသားပြန်တာပဲအမှန်မှာတော့သဘင်ကိုအခြေအနေပြောင်းပေးတာ conditioner လို့ခေါ်ပါတယ် hair conditioner ဟုတ်ရလားနောက်တစ်ခုက air condition air လေကို အချိန်တွေပြောင်းပေးတာအဲ့ဒါကို၄ဆက်လို့မြန်မာလိုခေါ်ပါတယ် air condition condition အကြောင်းကိုကျွန်တော်ကလေ့လာနေတာဟဲ့ဟုတ်အေးအဲ့လိုမျိုးပေါ့ conditioner 0 conditioner 1 conditioner 2 conditioner 3ဒီလေးမျိုးကိုကိုကပတ်ပိုင်နိုင်နိုင်လောက်ပေါ့နော်လောက်ပြီးွားတဲ့ခါကျတော့မှ miss condition လို့ခေါ်တဲ့ဥစ္စာရှိတာပေါ့နော်ရောမှွေရတဲ့ဥစ္စာပေါ့ရောမှွေရတဲ့ condition က မစ်ကွန်တန်ရှင်ကအဲနှစ်မျိုးလောက်ထွက်လာဟောနှစ်မျိုးသုံးမျိုးလောက်ထွက်လာနော်အဲ့ဒီအဲ့ဒီနှစ်မျိုးသုံးမျိုးကဘာလဲဆိုတော့အကယ်၍လေငါတက္ကသိုလ်ကျောင်းတာတက်ခဲ့ပြင်ရင်အခုလောက်ဆိုရင်ဆရာဝန်ကြီးဖြစ်ပြီဒါမျိုးစိတ်ကူးယဉ်မှုမျိုးပေါ့နော်အတိတ်ကာလကတခုခုမလုံမိတာတို့လုံမိခဲ့တာတို့ဒါကိုပြစ်စုံပံမှာကိုကနှောင်းတရရတာပါနော်အဲ့တော့အတိတ်ရဲ့ ရလတ်တွေ၆ပေါ့နော်ပစ္စုပန်မှာဘာဖြစ်ပါတလဲအဲ့ဒီခါကျတော့တက်ကြည့်တာပေါ့နော်အတိတ်ကာလဆိုရင် password ဖတ်လေးကိုကျွန်တော်တို့ကသုံးပါတယ် if i had gone to university တက္ကသိုလ်ကျောင်းဝတာကျွန်တော်တက်ခဲ့လို့ရှိရင် i would be a doctor now ကျွန်တော်အခုနေမှာဆရာဝန်ဖြစ်ပါပြီလို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တက်ခဲ့လားမတက်ခဲ့ဘူးပေါ့နော် ဒါတက်ကတူချောင်းနဲ့ငါတက်ခဲ့ရင်ဆရာဝန်အခုနေမှာဖြစ်နေပြီလို့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်မဟုတ်ဘူးလား If I had gone to the university I would be a doctor now เนาะအဲ့လိုမျိုးပါเนาะတက်ကတူချောင်းနဲ့တက်ခဲ့ရင်ဆရာဝန်ကြီးခုနေမှာဖြစ်နေပြီအဲ့လိုမဟုတ်ငါတော့ပတ်စံနေဟိုအတိတ်ကာလအရာကျိုးကျိုးဆဆရှာခဲ့ရင်အခုနေမှာငါချမ်းသာနေပြီရေအဲ့လိုမျိုးအဲအတွေးပါเนาะ uh, ma phit right so if i had walk harder walk so that di ma e di if h a d e had b y -E and va like da wa if i had walk harder i would be i would be rich now အကယ်၍ဒါကျွန်တော်အတိတ်ကာလတုန်းကအလုပ်စ조사ခဲ့လို့ရှင်လေအခုနှစ်မှာကျွန်တော်ချမ်းသာနေတဲ့လူဖြစ်ပြီးအဲ့လိုမျိုးပြောတာဖြစ်ပါတယ်မဟုတ်ဘူးလားအဲ့ဒီခါကြီးကြတော့မြန်မာလူပဲကိုကတွေး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 ကြည့်လိုက်ပေါ့ပတ်စံနေတာသုတာတဲ့ဟေးဆလို့ရှင်ငါအခုလောက်ဆိုရင်ခကြီးရေလျှောက်လဲနေကြီးအဲ့ဒါမျိုးလေးပါနာ if i had saved enough money i would be traveling around the world if i had saved enough money i would be traveling around the world ပတ်စံနေတာကျွန်တော်သိခဲ့ရင်အခုနေမှာကျွန်တော်ကဘာကြီးကိုရှောက်လည်နေပြီအခုလည်နေလားဆိုတော့မလည်နေပါဘောနော်ဒါ miss contention ပါမဟုတ်ဘူးလားနောက်တစ်ခုကကြတော့တနည်းအားဖြင့် what have what three ကအတိတ်ကာလအခြေအနေတွေမှာကျွန်တော်တို့ကသုံးတာဖြစ်ပါတယ်အဲ့တော့အတိတ်ကိုအတိတ်နဲ့ပဲကျွန်တော်တို့ ြောကြတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကအရဟုတ်အရတာရှိခဲ့တယ်ဆိုရင်ငါစစ်တပ်ထဲဝင်ခဲ့ပြတဲ့အာအရတာရှိခဲ့တယ်ဆိုရင်ဘောလုံးဘတ်စကတ်ဘောကစားသမားတွေအဖွဲ့တွေကိုဝင်ခဲ့ပြတဲ့ဒါအမှန်တရားလိုမျိုးပေါ့နော်စဉ်းစားတာပေါ့နော်အဲ့လိုမျိုးကြတော့ past tense to past tense ပေါ့နော် if i were taller အတိတ်ကာလ if i were taller ။ဒါပြစ်စုံပံမှာကျွန်တော်ခုရှိလားဆိုတော့မရှိဘူးပေါ့နော်။အဲ့လက်ရှိမှာမရှိ if i were taller အရသာရှိခဲ့လို့ရှိရင် i would have joy basketball team basketball ကစားတဲ့အဖွဲ့တဲ့ကိုငါဝင်ခဲ့ဖြစ်တယ်အဲ့ basketball မြန်မာလိုဘယ်လိုခေါ်လဲမသိဘောလုံးပုတ်တဲ့ကစားတဲ့အချင်းတောင်းလေးကိုပြတ်ထဲတဲ့ဥစ္စာပေါ့မဟုတ်လားဒါမှမဟုတ် football team if i if i um yeah if i were taller I will have dry football team ဘောလုံးကစားတဲ့အတင်းတွေကိုကျွန်တော်ဝင်ခဲ့ဖြစ်တယ်အရသာရှင်ဘောလုံးကစားတဲ့အတင်းကိုကျွန်တော်ဝင်ခဲ့ဖြစ်အဲ့တော့ miss condition ကနှစ်ခုလေးပေါ့နော်နှစ်ခုကဘာလဲဆိုတော့အတိတ်ကာလတော့ငါဟိုအလုပ်ခဲ့ရင်အခုနေမှာဒါကြီးဖြစ်နေပြီငါသာအရရှိတယ်ဆိုရင်လေစက်တက်သေးကိုဝင်ဖြစ်ခဲ့တယ်အဲ့ဒါမှမဟုတ်လို့ရှိရင် ဘတ်စကတ်ဘောတင်းတဲ့ကိုဝင်ပစ်ခဲ့တယ်။ငါကအရသာပုခဲ့လို့ရှိရင်ဟိုအားလောက်ဆရာမလိုမှမဟုတ်ဘူး။စတဲ့ဖြစ်ပေါ့စဉ်းစားပုံမျိုးပေါ့နော်။ဒါပေမဲ့ miss contention ကအရေးကြီးလောက်ကြီးလားဆိုတော့အဲ့ဒီလောက်တော့အရေးမကြီးဘောနမှတ်ထားလို့တကယ်တမ်းနေလန်းကလားမှတ်ရမယ့်ဥစ္စာကြတော့ conditional 0 conditional 1 conditional 2 conditional 3အဲ့ဒီ၄မျိုးပဲမှတ်ဖို့ပါနော်။၃ညအနေစရဲဆိုတော့၃ထိဆိုတော့ လေးမျိုးပေါ့တုံကြရပါဖြစ်လို့စရတယ်ဆိုတော့ ground zero ground zero ကရေကိုအပူပေးရင်စူပါတယ်ဟေးအဲ့လိုမျိုးအမှန်တရားတွေပေါ့နော်အဲ့ဒီခါကျတော့မြန်မာလူမှတ်မိဖို့ကခင်ဗျားပေးရင်ကျွန်တော်ပေးတယ် if you give me i give you ခင်ဗျားပေးရင်ကျွန်တော်ပေးမယ် if you give me i will give you ခမားပေးခဲ့ရင်ကျွန်တော်ပေးဖြစ်ခဲ့တယ် if you give me i will give you အမနေ့တုန်းကဒါခမားပေးခဲ့ရင်ကျွန်တော်ခမားကိုပေးခဲ့ပြတယ်နော် if you had given me yesterday i would have given you အမနေ့ရတာခမားပေးပြခဲ့ရင်ကျွန်တော်လည်းခဏကိုပေးဖြစ်ခဲ့တယ်လို့အဲ့ဒါပဲရပါတယ်ဒီခါကျတော့အဲ့ဒီ၄မျိုးလေးကိုပေါ့မှတ်မိမယ်လို့ထင်ပါတယ်နော် မှတ်မိတယ်မမှတ်မိတယ်အောက်မှာလေးခြာရေးတစ်ကြည့်ပါเนาะအဓိကအဲ့ဒီ stretch ခြာလေးကိုအသေးအရင်ပိုင်အောင်လုပ်ပါအသေးမှတ်မိသွားရင်တော့ okay ဒါပါเนาะ if i had seen you i would i would have uh, i would have said hi အခုနကတော့ကြုတ်တွေ့ခဲ့လို့ရှိရင်ကျွန်တော်နှုတ်ဆက်ဖြစ်ခဲ့ပါတယ်ဗောနော်ဒါ if i had known you didn't have the money at that time I would have given you ဆိုအဲ့တုန်းကခင်ဗျားမှာပတ်သက်မရှိခဲ့မှကျွန်တော်သိခဲ့ရင်ကျွန်တော်ခင်ဗျားကိုပေးဖြစ်ခဲ့တာပေါ့ I didn't know at that time right ဟုတ်ပါပြီအထောက်အပြတဲ့မဖြစ်တဲ့အောက်မှာ comment လေးရေးပေးပါလို့ oh if you know if you are here i would i would show you the river အကယ်၍ဒါခင်ဗျားဒီမှာရှင်ကျုံမြစ်ကိုပြဖြစ်တာပေါ့ဒါပေမဲ့ခင်ဗျားဒီမှာမရှိပါဘူးဗောနော် ကဲထောက်ကဖြစ်တယ်မဖြစ်တယ်အောက်မှာ comment လေးရေးပေးပါလေနော်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်ဘိုင်